ရင်ကျေးမှုနဲ့သတင်းအချက်အလက်တွေပြင်ဂီတအမှုပညာဟာနှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုအတွက်အင်မတန်အရေးပါတယ်ဆိုတာကိုပြသတဲ့အနေနဲ့ပိုလန်နိုင်ငံသားကဘာဂျော်ပြောပညာရှင်တယောက်ရဲ့နူးညံ့ပြင်းနဲ့ဒေးသွားတွေနဲ့အတူသံတမန်ဆက်ဆံရေး၂60ပြည့်အကျိုးဂီတဖျော်ဖြေပွဲကိုပုံဖော်ခဲ့ပါတယ်ပိုလန်နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ ီကနေ့မြန်မာပြည်ရင်ဆိုင်နေရတဲ့အခြေအနေတိုင်းဖြတ်သန်းခဲ့ရတာပါပိုလန်နိုင်ငံအနေနဲ့အာဏာရှင်စနစ်ကိုတွန်းလှန်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ်မှာဘလို့ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့အတွေ့အကြုံတွေကိုလည်းဒီသမလာ၂ရက်နေမှာကျင်းပဖို့ရှိတဲ့ပိုလန်မြန်မာတန်တမန်ဆက်ဆံရေးအနှစ်60ပြည့်အခမ်းအနားမှာဝေးမျှဖို့ရှိနေပါတယ် We received in Poland with enthusiasm that Myanmar is going the same way. ဟန်ကောကဘုဇေပြည်လုံးနှစ်တွေတုန်းကပိုလန်နိုင်ငံကဒီမိုကရေစီသင်ကူးဆောင်ရေးကိုအနာကျင်စနစ်ကနေလုပ်ခဲ့ရပါတယ်။ဒီကနေ့မှာပြည့်ရဲ့ဖြစ်စဉ်အတိုင်းပဲပေါ့ဗျာ။ကျွန်တော်တို့ဘယ်လိုဖြတ်သန်းခဲ့ရဆိုတဲ့တွေ့ကြုံကိုလည်းခက်ခဲတွေအများကြီးရှိခဲ့ပြီးမယ်။အောင်မြင်မှုရခဲ့တာတွေဝေမျှခြင်းပါတယ်။ပိုလန်နိုင်ငံဟာအရှိဥရောပတိုက်ကြီးတစ်ခုလုံးကွန်မြူနစ်စနစ်အောက်ကိုရောက်ရှိနေရကနေအလုတ္တမလှုပ်ရှားမှုကြီးတွေကနေတဆင့်